ဒီနေ့မှာတော့ကမ္ဘာရေးရာတွေကအထူးသဖြင့်အာရှပစိဖိတ်ဒေသရဲ့တည်နေရေးကိုအကြီးအကျယ်ချိန်ချောင်းနေတဲ့အခြေအနေတစ်ခုအကြောင်းအသေးစိတ်တင်ဆက်ပေးသွားပါမယ်။ပြောရရင်တော့တောင်တရုတ်ပင်လယ်ကတင်းမာမှုတွေဟာတဖြည်းဖြည်းနဲ့အန္တရာယ်ရှိတဲ့အချိန်ဟုန်ကိုရောက်ရှိလာနေပါပြီ။မကြာသေးမီကဖြစ်ပွားခဲ့တဲ့တရုတ်နဲ့ဖိလစ်ပိုင်တို့ရဲ့ရေပိုင်နဲ့ဆိုင်ရာပြိပခတ်ဟာရေရိုရှင်းရှင်းအငင်းပွားမှုတစ်ခုမဟုတ်တော့ဘဲဒေတာရင်းအင်အားချိန်ဝင်ရှာနေနိုင်ငံတကာဥပဒေပေါ်စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ငံတကာကရှုမြင်သုံးသပ်နေကြပြီဖြစ်ပါတယ်။ ဒီပရိပခရဲ့အဓိကဖြစ်ပျက်ကတော့မနေ့ကအော်တိုဘာလ12ရက်နေ့မှာဖြစ်ပွားခဲ့တာပါပဲအငင်းပွားနေတဲ့စပက်တလီကျွန်းစုတွေကဖိလစ်ပိုင်ရဲ့အဓိကနေရာတစ်ခုဖြစ်တဲ့တီတူကျွန်းအနီးတစ်ဝိုက်မှာပါအထူးသဖြင့်စန်ဒီဂေးတန်တာကြောက်တန်းတစ်ဝိုက်မှာတင်းမာမှုတွေစတင်ခဲ့ပါတယ်ဖိလစ်ပိုင်အစိုးရရဲ့ငါးလုပ်ငန်းဘယူရိုတင်းမောတစည်းကိုတရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ရဲ့တင်းမောကရည်ရွယ်ချက်ရှိရှိဝင်တိုက်တာအပြင်အားလွန်ပြင်းတဲ့ရေအမြောက်တွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် ဖိလစ်ပိုင်ကမ်းခြေတောင်တပ်ဖွဲ့ကနေတရားဝင်ထုတ်ပြန်လိုက်တဲ့ရုပ်သံမှတ်တမ်းတွေဟာကြောင့်ဒီကိစ္စကိုနိုင်ငံတကာအနေနဲ့ကလည်းပို့ပြီးတော့အာရုံစိုက်စီလာရပါတယ်။ဒီရုပ်သံတွေထဲမှာတရုတ်ကမ်းခြေဆောင်တပ်သင်္ဘောကြီးကဖိလစ်ပိုင်သင်္ဘောကိုအနီးကပ်လိုက်လံနှောက်ယှက်ကာလမ်းကြောင်းစိတ်ဆိုတာပြီးတော့အဆက်မပြတ်ရေအမြောက်တွေနဲ့ပြင်းပြင်းထန်ထန်ပစ်ခတ်နေတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။ဒီလိုရန်လိုတဲ့လုပ်ရက်တွေကြောင့်သင်္ဘောနှစ်စီးထိတွေ့မှုဖြစ်ပြီးဖိလစ်ပိုင်သင်္ဘောရဲ့ကိုယ်တိုင်ပိုင်းမှာအနေငယ်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့လည်းဖိလစ်ပိုင်အစိုးရကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရရဲ့ပြောကြားချက်အရတော့သူတို့ရဲ့တင်မောဟာအဲ့ဒီဒေသမှာငါးဖမ်းနေတဲ့ဖိလစ်ပိုင်တပ်ငါးတဲတွေကိုအကာအကွယ်ပေးဖို့အတွက်ပုံမှန်ကင်းလှည့်မှုတွေပြုလုပ်နေချိန်မှာအခုလိုရန်လိုတဲ့တိုက်ခိုက်မှုကိုကြုံတွေ့ခဲ့ရတာလို့ဆိုပါတယ်ဖိလစ်ပိုင်ဘက်ကတာဝန်ရှိသူတွေဘက်ကလည်းပြင်းပြင်းထန်ထန်ပြက်ပြက်သားသားတုံ့ပြန်ခဲ့ပါတယ်ဖိလစ်ပိုင်ကမ်းခြေဆောင်တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကွန်မိုဒေါ်ဂျေတာရီလာကသူ့ရဲ့လူမှုကွန်မရက်စာမျက်နှာမှာဒီလောက်ရက်ကိုအနိုင်ကျင့်ပူကြတဲ့လောက်ရက်လို့ပြင်းပြင်းထန်ထန်သုံးလုံးရှုတ်ချခဲ့ပါတယ် ဒါဟာတရုတ်နိုင်ငံရဲ့ရန်လိုမှုနဲ့အင်အားသုံးပြီးအနိုင်ကျင့်လို့တဲ့သဘောထားကိုပေါ်လွင်စေတယ်လို့သူကဆိုပါတယ်။ဒါအပြင်ဖိလစ်ပိုင်ကမ်းခြေတောင်တပ်ဖွဲ့ရဲ့အကြီးအကဲဖြစ်သူရေတပ်ဗိုလ်ချုပ်ကြီးရော်နီဂေဘန်က ကိုယ်တိုင်ကလည်းပြင်းထန်စွာတုံ့ပြန်ပြောကြားခဲ့ပါတယ်။ဒီလိုရန်စားတဲ့လောက်ရက်တွေဟာကျွန်တော်တို့ရဲ့ပိုင်တဲ့ကိုတလက်မမှအဆုံးရှုံးမခံဘူးဆိုတဲ့စိတ်ဓာတ်ကိုပို့ပြီးခိုင်မာစေပါတယ်လို့သူကထုတ်ဖော်ပြောဆိုခဲ့ရမှာဖိလစ်ပိုင်ဘက်ကအလျှော်ပေးမဲ့သဘောမရှိဘူးဆိုတာရှင်းရှင်းလင်းလင်းသိသာစေခဲ့ပါတယ်။ ။တစ်ဖက်မှာတော့တရုတ်နိုင်ငံကဒီဆွဆွဲချက်တွေကိုလုံးဝပယ်ချခဲ့ပြီးအပြစ်တင်စကားလုံးတွေကိုဖိလစ်ပိုင်ဘက်ကပြန်လည်ဦးတည်လိုက်ပါတယ်။တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူလီယူဒီဂျွန်ကတော့ဖြစ်စဉ်တစ်ခုလုံးအတွက်ဖိလစ်ပိုင်ဘက်မှသာအလုံးစုံတောင်းဝန်ရှိတယ်လို့ပြန်လည်ဆွဆွဲခဲ့ပါတယ်။သူရဲ့ထုတ်ပြန်ချက်ကိုအဓိကအဖြစ်ပြောရရင်တော့ဖိလစ်ပိုင်အစိုးရသင်္ဘောနှစ်စီးဟာတရုတ်နိုင်ငံရဲ့ရေပိုင်နက်ကိုတရားမဝင်ကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်လို့ဆွဆွဲထားတာပါ။ဒါအပြင်တရုတ်ဘက်ကထပ်ခါတလဲလဲသတိပေးနေတဲ့ကြားက ဖိလစ်ပိုင်သင်္ဘောတစည်းဟာတရုတ်သင်္ဘောတစည်းကိုအန်ဒီယေရှိတဲ့အထိအလွန်နီးကပ်စွာချဉ်းကပ်လာခဲ့ပါတယ်။ဒီလိုအန်ဒီယေရှိတဲ့ချဉ်းကပ်မှုကြောင့်သာတရုတ်ဘက်ကထိမ့်သိမ့်တုံ့ပြန်ခဲ့ရခြင်းသာဖြစ်တယ်လို့တရုတ်ကမ်းခြေတောင်တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူလျူဒီဂျွန်ကထပ်မံခြေပါခဲ့ပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့အကောင်းဆုံးချက်ကတော့နိုင်ငံနှစ်နိုင်ငံစလုံးကအဖြစ်ပြက်တစ်ခုတည်းကိုပဲရှူထောင်ကိုတည်နဲ့ပုံဖော်နေကြတာပါ။ဒါဟာတောင်တရုတ်ပင်လယ်ပြိပခရဲ့အနှစ်သာရကိုဖော်ပြနေတာပါ။ ဖလပိုင်ဘက်ကကြည့်ရင်သူတို့ဟာကိုယ့်ရဲ့တီးတန့်စီးပွားရေးစုံ EZ အတွင်းမှာလှုပ်ရှားနေတာဖြစ်ပြီးဒါဟာနိုင်ငံတကာဥပဒေအရသူတို့ရဲ့အခွင့်အရေးဖြစ်တယ်လို့ခိုင်မာသွားယက်တည်နေပါတယ်။ဒါအပြင်တရုတ်ကသာသူတို့ရဲ့ရေပိုင်တစ်ထဲကိုကျူးကျော်ရန်စတယ်လို့ပြင်းပြင်းထန်ထန်ဆွဆွဲနေပြီးအဲ့ဒီလိုကျူးကျော်ရန်စမှုကိုဖော်ပြနေတဲ့ရုပ်တံအထောက်အထားတွေနဲ့ပါတင်ပြနိုင်ခဲ့ပါတယ်။တရုတ်ဘက်ကကြည့်တဲ့အခါမှာတော့အခြေခံယူဆကလုံးဝကွဲပြားသွားပါတယ်။ တရုတ်ကအဲ့ဒီပင်လယ်ပြင်တစ်ခုလုံးနီးပါးဟာသူတို့ရဲ့သမိုင်းဝင်ပိုင်နယ်ဖြစ်တယ်ဆိုတော့မခိုင်မာတဲ့အယူဆပေါ်မှာအခြေခံလာပြီးဒါကြောင့်ပဲဖိလစ်ပိုင်ရဲ့တည်ရှိမှုကိုယ်တိုင်ကတရားမဝင်ဘူးလို့တုံ့ပြန်နေတာဖြစ်ပါတယ်ဒီလိုအဖြစ်နိုင်ငံတကာကတရားဝင်ဆုံးဖြတ်ပေးထားတဲ့ဖိလစ်ပိုင်ရဲ့တည်တံ့စီးပွားရေးဆောင် EZ ကိုတရုတ်ကအသိမှတ်မပြုဘဲစိန်ခေါ်နေတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါဒီပတိပခရဲ့ဗဟိုချက်ဖြစ်တဲ့ Sandy Gay ဆိုတာဟာပုံမှန်ကြည့်ရင်သိငယ်တဲ့သဲတောင်ခုံလေးတစ်ခုမြတ်တာဖြစ်ပါတယ်ခင်ဗျာ ဒါပေမဲ့ပထဝီနိုင်ငံရေးရသူ့ရဲ့တန်ဖိုးကအလွန်ကြီးမားပါတယ်။ဒီနေရာလေးကဘာကြောင့်အရေးပါနေရသလဲဆိုရင်သူကအဓိကနေရာနှစ်ခုရဲ့အလဲမှာတည်ရှိနေလို့ပါ။ပထမနေရာကတော့တရုတ်နိုင်ငံကတည်ဆောက်ထားပြီးစစ်အခြေစိုက်စခန်းအဖြစ်အသုံးပြုနေတဲ့စူဘီကြောက်တန်းပါ။နောက်တစ်ခုကတော့ဖိလစ်ပိုင်နိုင်ငံကထိန်းချုပ်ထားပြီးဖိလစ်ပိုင်ရဲ့အကြီးဆုံးအခြေစိုက်စခန်းဖြစ်တဲ့တီတူကျွန်းပါပဲ။ဒါကြောင့်မလို့ဒီသဲတောင်ကုန်းလေးကိုဘယ်သူထိန်းချုပ်နိုင်မလဲဆိုတာဟာအလွန်အရေးကြီးတဲ့အချက်ဖြစ်လာပါတယ်။ ဒီနေရာကနေဆိုရင်နှစ်ဖက်စလုံးရဲ့ရေတောင်းသွားလာမှုစစ်ရေးလှုပ်ရှားမှုတွေကိုအနီးကပ် စောင့်ကြည့်ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။အထူးသဖြင့်တရုတ်သားဒီဆန်ဒီဂိတ်ကိုထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်တီတူကျွန်းမော်ကဖိလစ်ပိုင်ရဲ့စစ်ရေးနဲ့အရက်ပတ်ဆိုင်ရာလှုပ်ရှားမှုအလုံးကိုဓာတ်ရိုက်စောင့်ကြည့်ထိန်းချုပ်နိုင်မယ်အနေထားကိုရောက်သွားပါလိမ့်မယ်။ဒါဟာတရုတ်ရဲ့စစ်ရေးအော်ဒါကိုဖိလစ်ပိုင်ရဲ့ EZ အတွင်းကိုပုံမနဲ့ဆိုင်သွားထိုးဖောက်လိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီတဲတောင်ခုံလေးဟာနှစ်နိုင်ငံစလုံးအတွက်မဟာဗျူဟာရအသက်တမျှအရေးကြီးနေတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာတကြိမ်တခါတည်းဖြစ်ပွားတဲ့တိကျဖြစ်ရတခုလို့မှတ်ယူလို့မရပါဘူး။ဒါဟာတရုတ်နိုင်ငံကတောင်တရုတ်ပင်လယ်မှာသူတို့ရဲ့အချုပ်ချာအာဏာကိုတိဆောက်ဖို့အတွက်နှစ်ပေါင်းများစွာကြိုးပမ်းလာခဲ့တဲ့မဟာဗျူဟာကြီးတစ်ခုရဲ့တစိမ့်တစ်ပိုင်းသာဖြစ်ပါတယ်။ဒီမဟာဗျူဟာကိုတော့မီးခိုးရောင်စုံနီးဗျူဟာလို့သတ်မှတ်ခေါ်ပေါ်ကြပါတယ်။ဒီနီးဗျူဟာကဘာကိုဆိုလိုသလဲဆိုရင်စစ်မဖြစ်ငိမ့်ညာရေးလည်းမရှိတဲ့မီးခိုးရောင်အခြေအနေတစ်မျိုးကိုတမင်ဖန်တီးတာပါ။စင်အားကိုတိုက်ရိုက်မသုံးမနဲ့ကမ်းခြေဆောင်တပ်ဖွဲ့ ်ရေချောင်းပြည်သူစေလွတ်ခေါ်တဲ့ငါးဖန်းသင်းမောတွင်တွေ့ဆောင်ယူထားတဲ့သင်းမောအုပ်စုကြီးတွေကိုအသုံးပြုပါတယ်သူတို့ရဲ့လောရက်တွေကဘာတွေလဲဆိုတော့ရေအမြောက်တွေတုံးတာသင်းမောတွေနဲ့ဝင်တိုက်တာလမ်းကြောင်းပိတ်ဆို့တာလိုမျိုးရန်ဆတဲ့လောရက်တွေကိုစက်တိုက်ပြုလုပ်ပါတယ်ဒီလိုလုပ်ချင်းအဖြစ်တစ်ဖက်နိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ကိုတဖြည်းဖြည်းအင်အားချိနေအောင်စိတ်ဓာတ်ကြဆင်းအောင်ပြီးတော့နောက်ဆုံးမှာလက်လျှော့အညံ့ခံသွားအောင်ဖိအားပေးတဲ့နည်းလမ်းပဲဖြစ်ပါတယ်ဒီနောက်ဆုံးဖြစ်ရဟာလေဒီလိုဖိအားပေးမှုရဲ့အရှိန်အမြင့်ဆုံးရောက်ရှိလာတဲ့လက္ခဏာတစ်ခုဖြစ်သုံးသပ်နိုင်ပါတယ် ပြီးခဲ့တဲ့တစ်နှစ်တာကာလအတွင်းမှာပဲတောင်တရုတ်ပင်လယ်မှာဒီလိုမျိုးထိတ်ထိတ်တွေ့ဆုံမှုတွေဒါဇင်နဲ့ချီပြီးဖြစ်ပွားခဲ့ပါတယ်။ဒါတွေအားလုံးဟာတရုတ်ရဲ့ရန်လိုမှုဟာတဖြည်းဖြည်းနဲ့အဆင့်တက်လာနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတာပါ။ဥပမာတွေကို ကြည့်ကြရအောင်ပါ။ဒီနှစ်အောက်ကုတ်လတုန်းကလည်းအငင်းပွားနေတဲ့ကြောက်တန်းတစ်ခုအနီးမှာတရုတ်နဲ့ဖိလစ်ပိုင်သင်္ဘောတွေတိုက်မိတဲ့ဖြစ်ရပ်မျိုးဖြစ်ခဲ့မှုပါတယ်။ဒါပေမဲ့ဇွန်လမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ကတော့ပိုပြီးဆိုးရွားပြီးအန္တရာယ်ကြီးပါတယ်။ အဲ့ဒီတော့ကတရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ဝင်တွေဟာဖိလစ်ပိုင်ရေတပ်သားတွေစီးနှက်လာတဲ့ရာဘာပုတ်ပေါ်ကိုဓာတ်တွေပစိမ့်တွေလှန်တွေလိုမျိုးလက်နက်တွေနဲ့တိုက်ရောက်တိုက်ခိုက်နိုင်တဲ့အထိအခြေအနေတွေတင်းမာခဲ့ပါတယ်။လက်နက်မဲ့ဤပါရေတပ်သားတွေကိုဒီလိုကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်မှုမျိုးကတော့တရုတ်ရဲ့မိခိုးရောင်စုံဤပြူဟာဟာပိုပြီးရက်ဆက်လာနေပြီဆိုတာကိုမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဒီလောက်ရက်တွေအားလုံးရဲ့အခြေခံအကြောင်းအရင်းခံကတော့သူတို့ရဲ့ကိုလိုင်းမြင်းလို့ခေါ်တဲ့သမိုင်းဝင်ရေပိုင်နဲ့သတ်မှတ်ချက်ပါပဲ။ ဒီမြေပုံအရဆိုရင်တောင်တရုတ်ပင်လယ်ရဲ့60ရာခိုင်နှုန်းနီးပါးဟာသူတို့ရဲ့ပိုင်တဲ့ဖြစ်တယ်လို့တရုတ်ကတစ်ဖက်သက်ကြေညာထားပါတယ်။ဒီလိုကြေညာလိုက်တဲ့အခါမှာဖိလစ်ပိုင်သားမကဗီယက်နမ်၊မလေးရှား၊ဘရူနိုင်း၊ထိုင်ဝမ်တို့လိုအိမ်နီးချင်းနိုင်ငံတွေရဲ့ရေပိုင်နက်တွေကိုပါထိပါလာစေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကိုလိုင်းမြင့်ယူဆောက်ကိုနိုင်ငံတကာအတိုင်းဝိုင်းကလုံးဝလက်မခံနိုင်ပါဘူး။အထူးသဖြင့်2016ခုနှစ်မှာတော့ဒီကိစ္စအတွက်သမိုင်းဝင်အဆုံးဖြတ်တစ်ခုပေါ်ထွက်ခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံကနယ်သာလန်နိုင်ငံသဟိတ်မြို့မှာရှိတဲ့ အမြဲတမ်းခုံသမားရီတရားရုံးမှာတရုတ်ကိုတရားစွဲဆိုခဲ့ရမှာတရားရုံးကတရုတ်ရဲ့ကိုယ်လိုက်မြင့်ဟာနိုင်ငံတကာဥပဒေဖြစ်တဲ့ကုလသမဂ္ဂဥပင်လယ်ပြင်ဥပဒေဆိုင်ရာ Convention and Clause နဲ့လုံးဝကိုက်ညီမှုမရှိဘဲတရားမဝင်ဘူးလို့အပိသက်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒါပေမဲ့လည်းတရုတ်နိုင်ငံကဒီဆုံးဖြတ်ချက်ကိုလုံးဝကိုအလေးမထားဘဲပယ်ချခဲ့ပါတယ်။သူတို့ကဒီဆုံးဖြတ်ချက်ကိုစက္ကူစုတ်တရက်တာဖြစ်တယ်လို့ဆိုပြီးလုံးဝအတိမှန်မပြုပါဘူး။အဲဒီနောက်ပိုင်းမှာတရုတ်ဟာပို့ပြီးရန်လိုတဲ့နီလန်ကိုရွေးချယ်ခဲ့ပါတယ်။ ူတို့ရဲ့လက်တွေ့ထိချုပ်မှုကိုပုံမခိုင်မအောင်လှုပ်ဆောင်နေနေနဲ့ကြောက်တန်းလေးတွေကိုမြေဖို့ပြီးလေရင်ပြေးလန့်တွေစစ်သင်းမောစိတ်ကန်းတွေဒုံးကြီးကာဝေးစနစ်တွေပါဝင်တဲ့အင်အားကြီးမားတဲ့စစ်အခြေဆိုင်ကျွန်းတူတွေဖြစ်ပြောင်းလဲတည်ဆောက်လာခဲ့တာကိုတွေ့ရပါတယ်။ Spratley ကျွန်းစုမှာတင်းမာမှုတွေဖြစ်နေကြမှာပဲနောက်ထပ်နေရာတစ်ခုဖြစ်တဲ့ Star Bro Show မှာလည်းတရုတ်ကအကွက်အစ်တစ်ခုကိုထပ်မံရွှေ့လာခဲ့ပါတယ်။ဒီနေရာကဘလောက်ရေးပါလဲဆိုရင်သူဟာ ဖိလစ်ပိုင်ရဲ့အဓိကကျွန်းဖြစ်တဲ့လူဆောင်ကျွန်းရဲ့အနောက်ဘက်ကီလိုမီတာ240မိုင်150လောက်အကွာမှာပဲရှိပါတယ်။ဖိလစ်ပိုင်ရဲ့ EEZ အတွင်းမှာတည်ရှိနေပေမဲ့လည်း2022ခုနှစ်ကလေးကတရုတ်ကလက်တွေ့ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။မကြသေးခင်ကပဲတရုတ်နိုင်ငံတော်ကောင်စီက Discover Show ကိုဟတာ3500ကျဲဝန်းနဲ့အမျိုးသားသဘာဝဘေးမဲ့တော်ဖြစ်သတ်မှတ်မဲ့အစီအစဉ်ကိုထုတ်ပြန်ခဲ့ပါတယ်။သူတို့ကတော့ဇီဝမျိုးစုံမျိုးကွဲတွေကိုထိမ့်သိမ့်ဖို့ဆိုတဲ့ခေါင်းစဉ်တက်ထားတာပါ။ ဒါပေမဲ့နိုင်ငံကလေးလာသူတွေနဲ့ဖိလစ်ပိုင်အစိုးရကတော့ဒီအစီအစဉ်ရဲ့နောက်ွယ်ကရည်ရွယ်ချက်ကိုမြင်နေကြပါတယ်။သူတို့ကဒါဟာပဝန်းကျင်ထိန်းသိမ်းရေးကိုအကြောင်းပြပြီးအချုပ်ချာအာဏာကိုတရားဝင်ဖြစ်အောင်ကြိုးစားတဲ့လုပ်ရတာဖြစ်တယ်လို့ပြက်ပြက်သားသားရှုမြင်ကြပါတယ်။ဆိုလိုတာကဒီနေရာကိုနိုင်ငံတော်ရဲ့ဘေးမဲ့တော်ဖြစ်သတ်မှတ်ခြင်းအဖြစ်တရုတ်ရဲ့အုပ်ချုပ်မှုအောက်မှာအပီးတိုင်ထားရှိဖို့တရားဝင်ခြေလှမ်းစတင်လိုက်တာပဲဖြစ်ပါတယ်။ Scarborough Show ကိုတဘာဝဘေးမဲ့တော်ဖြစ်သတ်မှတ်တဲ့ တရုတ်ရဲ့လုပ်ရက်ပေါ်ဖိလစ်ပိုင်ဘက်ကပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ဖိလစ်ပိုင်မျိုးသားလုံခြုံရေးအကြံပေးအက်ဒရွန်လိုအာလိုကဒီလုပ်ရက်ဟာရှင်းရှင်းလင်းလင်းကို တရားမဝင်တဲ့လုပ်ရက်ပဲလို့ပြက်ပြက်သားသားဝေဖန်ပြောဆိုခဲ့ပါတယ်။သူကဒါဟာပဝင်းကျင်ကိုကာဝယ်ဖို့ထားဖိလစ်ပိုင်ပိုင်နက်ကိုသူတို့ပိုင်ဆိုင်ကြောင်းအကြောင်းပြချက်ရှာပြီးအပီးတိုင်သိမ့်ပိုက်ဖို့အတွက်ရှေ့ပြေးလုပ်ရက်တစ်ခုသာဖြစ်တယ်လို့လည်းထောက်ပြခဲ့ပါတယ်။ဆိုလိုတာကတရုတ်ဟာပဝင်းကျင်ထိမ့်သိမ့်ရေးဆိုတဲ့ခေါင်းစဉ်အောင်မှာနိုင်ငံတကာဥပဒေကိုရှောင်ဝင်ပြီး သူတို့ရဲ့အချုပ်အခြာအာဏာကိုချဲ့ထွင်နေတာဖြစ်တယ်လို့ဆိုလိုတာပါပဲဒီလိုရဟာဒေတာရင်းမှာအကြီးအကျယ်လှုပ်ခတ်မှုတွေဖြစ်စေခဲ့ပြီးဖိလစ်ပိုင်ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ American ပြည်ထောင်စုကလည်းချက်ချင်းဆိုသလိုကန့်ကွက်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ် American နိုင်ငံသားရေးဝန်ကြီး Marco Rubio ကသူ့ရဲ့လူမှု권ရဲ့စာမျက်နှာမှာ American ပြည်ထောင်စုဟာကျွန်ုပ်တို့ရဲ့မဟာမိတ်ဖိလစ်ပိုင်နဲ့အတူခိုင်ခိုင်မာမာယက်တည်ပါတယ်လို့အခိုင်အမာရေးသားခဲ့ပြီးတရုတ်ရဲ့တည်နေမှုကိုပြပြားစေတဲ့ဒီအစီအစဉ်ကိုလက်မခံကြောင်းပြသခဲ့ပါတယ် သူကဆက်ပြီးဒါဟာအိန္ဒိယနိုင်ငံတွေရဲ့အခွင့်အရေးကိုမျက်ကွယ်ပြုပြီးကိုယ့်ရဲ့အကျိုးစီးပွားကိုအတင်းအကျပ်အကောင့်ထဲပေါ်နောက်ထပ်ဖိအားပေးမှုတစ်ခုပဲလို့လဲရှုတ်ချပြောဆိုခဲ့ပါတယ်။မနီလာခြေဆိုင်အာမဒေါ်သူတေသနာဝန်ဆောင်မှုများရဲ့အမှုဆောင်အရာရှိချုပ်ဂျူလီယိုအာမဒေါ်ကတော့ဒီအခြေအနေကိုပိုပြီးမဟာပြူဟာကြားတဲ့ရှုထောင့်ကနေသုံးသပ်ပြခဲ့ပါတယ်။သူကတရုတ်ဟာဖိလစ်ပိုင်ရဲ့တုံ့ပြန်မှုကိုစမ်းသပ်နေတာဖြစ်နိုင်တယ်။ထိရောက်တဲ့တုံ့ပြန်မှုမရှိဘူးလို့သူတို့ယူဆရင် ။တခြားနေရာတွေမှာလည်းဒီလိုနီလန်းကိုဆက်သုံးလာနိုင်တယ်လို့သတိပေးပြောကြားခဲ့ပါတယ်။ဒါကြောင့်ဖိလစ်ပိုင်ရဲ့တုံ့ပြန်မှုဟာအလွန်အရေးကြီးနေပြီပဲဖြစ်ပါတယ်။တရုတ်ရဲ့အတင်းရဲလာမှုတွေနဲ့တူဖိလစ်ပိုင်ဟာလည်းတုံ့ပြန်တဲ့အနေနဲ့သူတို့ရဲ့နိုင်ငံခြားရေးမူဝါဒကိုပြောင်းလဲခဲ့ပါတယ်။အရင်ကလေးကရှိခဲ့တဲ့မဟာမိတ်ဖြစ်တဲ့ American ပြည်ထောင်စုနဲ့ဆက်ဆံရေးကိုပုံမိုခိုင်မာအောင်ပြန်လည်တည်ဆောက်လာခဲ့ပါတယ်။ဒါအပြင်ဂျပန်၊ Australia ၊ Canada လိုမျိုးတူညီတဲ့အမြင်ရှိတဲ့နိုင်ငံတွေနဲ့လည်းပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြှင့်လာခဲ့တာကိုတွေ့ရပါတယ်။ ဒီလိုမဟာမိတ်ဆက်ဆံရေးတွေခိုင်မာလာတယ်ဆိုတာကိုပြသတဲ့တက်တည်ဖြစ်နေ Scarborough Show ရဲ့ရှေ့ဘက်ပင်လယ်ပြင်မှာဖိလစ်ပိုင် အမေရိကန်ဂျပန်နဲ့ Australia တို့ပါဝင်တဲ့ပူးတွဲရေတပ်စည်းရေးလေ့ကျင့်မှုတွေကိုလှုပ်ဆောင်ခဲ့ကြပါတယ်ဒီလေ့ကျင့်မှုတွေဟာရန်သူရဲ့လေကြောင်းတိုက်ခိုက်မှုကိုဘယ်လိုကာကွယ်မလဲဆိုတာမျိုးတွေကိုအဓိကထားပြီးလေ့ကျင့်ခဲ့တာဖြစ်လို့တရုတ်ကို တိုက်ရိုက်ရင်းနှုတ်တဲ့တတိပေးမှုတစ်ခုလည်းဖြစ်ပါတယ်ဒီလိုနိုင်ငံတိုင်းအင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပေါ်တရုတ်ဘက်ကတော့ချက်ချင်းတုံ့ပြန်ခဲ့ပါတယ် တရုတ်စစ်တပ်ရဲ့တောင်ပိုင်းစစ်ဌာနချုပ်ကအပြင်လူတွေကိုခေါ်သွင်းပြီးရန်စနေတဲ့အချင်းဤဖြစ်မဲ့လောက်ရက်တွေကိုချက်ချင်းရပ်တန့်ဖို့ဖိလစ်ပိုင်ကိုပြင်းထန်စွာသတိပေးတယ်ဆိုပြီးကြေညာချက်ထုတ်ပြန်ခဲ့ပါလေ။ဒါပေမဲ့ဖိလစ်ပိုင်နဲ့သူ့ရဲ့မဟာမိတ်နိုင်ငံတွေကတော့နောက်မဆုတ်ပါဘူး။သူတို့ကနိုင်ငံတကာဥပဒေအရလွတ်လပ်စွာရေတောင်းသွားလာခွင့်ကိုကာကွယ်ဖို့အတွက်ဥပပေါင်းဆောင်ရွက်မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းပြန်လည်တုံ့ပြန်ခဲ့ကြပါဗျ။ပြောရရင်တော့တောင်တရုတ်ပင်လယ်ရဲ့အခြေအနေဟာတရုတ်နဲ့ဖိလစ်ပိုင်နှစ်နိုင်ငံတည်းရဲ့ကိစ္စမဟုတ်တော့ဘဲ ာရှပစိဖိတ်ဒေသရဲ့နိုင်ငံရေးနဲ့စစ်ရေးတည်ငြိမ်မှုအားလုံးနဲ့သက်ဆိုင်တဲ့ကမ္ဘာအရေးတစ်ခုဖြစ်လာနေပြီပဲဖြစ်ပါတယ်။ဒီမှာမေးစရာရှိတာကဒီပင်လယ်ပြင်ဟာဘာကြောင့်ဒီလောက်အရေးကြီးနေရတာလဲ။တောင်တရုတ်ပင်လယ်ဟာကမ္ဘာကြီးကြောင်းကုန်သွယ်မှုရဲ့60ရာခိုင်နှုန်းကျော်တစ်နှစ်ကိုအမေရိကန်ဒေါ်လာ3ထရီလီယံကျော်တန်ဖိုးရှိတဲ့ကုန်သီးတွေဖြတ်တန်းသွားလာနေတဲ့အဓိကလမ်းကြောင်းကြီးဖြစ်ပါတယ်။ဒါအပြင်မခံမနိုင်တဲ့ရေနံနဲ့သဘာဝတန်းဝေတိုက်ကြီးတွေရှိနိုင်တယ်လို့ယုံကြည်ထားကြသလို့ ဒေတာရင်းနိုင်ငံတွေကတန်ပေါင်းများတော်သောပြည်သူတွေအတွက်အရေးပါတဲ့ငါးဖန်ကွင်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒီတော့ဒီပင်လယ်ပြင်ကိုထိန်းချုပ်နိုင်သူဟာကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းရဲ့အသက်သွေးကြောတစ်စိတ်ပိုင်းဒီဘက်ကိုထိန်းချုပ်နိုင်မှာဖြစ်ပြီးစွမ်းရည်အရင်းမြစ်တွေနဲ့စားနပ်ရိက္ခာဖူလုံရေးအတွက်ပါကြီးမားတဲ့အသာချက်ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်လည်းတရုတ်နိုင်ငံကဒီလောက်ထိအလျှော့မပေးဘဲအပြင်းထန်ကြိုးစားနေတာဖြစ်ပါတယ်။အချုပ်ပြောရရင်တောင်တရုတ်ပင်လယ်မှာဖြစ်ပွားနေတဲ့တရုတ်ဖိလစ်ပိုင်တင်းမာမှုဟာ ရိုးရှင်းတဲ့ရေပိုင်နဲ့ငင်းပွားမှုတစ်ခုတည်းအများကြီးပုံမှုနဲ့ဆိုင်ပါတယ်။ဒါဟာနိုင်ငံတကာဥပဒေနဲ့တစ်ဖက်သက်အင်အားသုံးမှုရဲ့ထိတ်တိုက်တွေ့ဆုံမှုတစ်ခုပါ။တရုတ်နိုင်ငံဟာနိုင်ငံတကာတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုမျက်ကွယ်ပြုပြီးသူတို့ရဲ့ကိုယ်လိုက်မြင့်အယူဆကိုလက်တွေ့အကောင်အထည်ဖော်ဖို့အတွက်မိဂိုးရောင်နီးပြူဟာတွေကိုအစစ်မြစ်တင်အသုံးပြုလာနေပါတယ်။တစ်ဖက်မှာလည်းဖိလစ်ပိုင်နိုင်ငံဟာသမရမာကော့စ်ဂျူနီယာလက်ထက်မှာပုံမှုပြတ်သားတဲ့ရည်တည်ချက်ကိုပြသလာပြီးအမေရိကန်ပြည်ထောင်စုဦးဆောင်တဲ့မဟာမိတ်တွေနဲ့ပူးပေါင်းပြီး တရုတ်ရဲ့ဖိအားပေးမှုတွေကိုကြံ့ကြံ့ခံရင်ဆိုင်လာတာကိုတွေ့ရပါတယ်။အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့တရုတ်ကမ်းခြေဆောင်တပ်သင်းမော့ကဖိလစ်ပိုင်သင်းမော့ကိုဝင်တိုက်ပြီးရေမြှောက်နဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ဟာဒီတင်းမာမှုတွေရဲ့အထောက်အထိပ်တစ်ခုဖြစ်ပြီးနောက်မှလည်းဒီထက်ပိုမိုပြင်းထန်တဲ့ထိတိုက်တွေ့ဆုံမှုတွေဖြစ်မလာဘူးလို့ဘသူမှအာမမခံနိုင်တဲ့အခြေအနေပါ။ဒီဒေသရဲ့ဒီနယ်ရင်းဟာအချိန်မရွေးကွဲအပ်သွားနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ဒါကြောင့်တောင်တရုတ်ပင်လယ်ရဲ့အနာဂတ်ဟာဒေတာရင်းတည်ငြိမ်ရေးတာမကအ ကမ္ဘာငြိမ်းချမ်းရေးနဲ့ကုန်သွယ်စည်းစိမ်မှုအတွက်ပါအဆုံးဖြတ်ပေးမယ်။အရေးကြီးတဲ့စောင့်ကြည့်ရမယ့်နေရာတစ်ခုဖြစ်ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။